ားလုံးမင်္ဂလာပါခင်ဗျာဝင်းဖော်ဘတ် channel ကနေအားလုံးကိုကျေးဇူးပါတယ် international break ကတော့ပြီးသွားပြီဒီချိန်မှာတချို့တင်နေကန်ကောင်းတယ်လို့ပြောရမယ်ဒီ manchester united တို့ manchester city တို့ chelsea တို့ liverpool တို့ဒီတင်နေမှာဆိုရင်ဒီနိုင်ငံတကာပွဲစဉ်တွေမှာဒဏ်ရာကစားသမားမရှိခဲ့ဘူးဒီချိန်မှာကန်ဆိုးသွားတာက mike arteta ရဲ့ arsenal အသင်းပဲကျွန်တော်တို့ရဲ့ဒီအဓိကခံစစ်ကစားသမား gabriel sinigo နဲ့ဒီချေဆမ်းပွဲစဉ်မှာဒဏ်ရာရတယ် နောက်ပြီးဒီရီကာဒိုကာလာဖီယိုရီကလည်းအီတလီလက်ရေးစင်တင်းမှာဒဏ်ရာရခဲ့လို့ဒီလန်ဒန်ကိုပြန်လာခဲ့ရတယ်။နောက်တစ်ယောက်ကဒီဂျူရီယန်တင်းမှာဆိုရင်လည်းဒီလီတူအေးနီးယားနဲ့ကိုပြတ်နိုင်ခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာရလို့ဒီလူသားလဲခဲ့ရတယ်။ဆိုတော့အစိုးရရအကောင်းအနေနဲ့ကရီကာဒိုကာလာဖီယိုရီနဲ့ဒီကာဘီဒီဂျူရီယန်တင်းမှာကဒဏ်ရာအသေးစားဖြစ်လို့တော့တခုလာမဲ့ဒီဒီတနင်္ဂနွေနေ့မှာကံမဲ့အမြောက်လန်ဒန်ဒါဘီမှာပါဝင်လာဝဲရှိတယ်။ဒါပေမဲ့ဒီဂါဘရီယယ်ကတော့ဒီအခုနောက်ပိုင်း ခြားတီးရရပို့ရဆိုရင်တလတော့မဟုတ်နှစ်လနားဖို့ရှိတယ်အတိအကျတော့မတည်သေးဘူးကျွန်တော်တို့ဒီအတိအကျဆိုရင်တော့ဒီနောက်လန်ဒီမြောက်လန်တန်ဒါဘီမကန်ဘီဒီ press conference မှာအာဒီတာပြောတဲ့ကောင်ကိုကျွန်တော်တစ်ချက်နားထောင်ရမယ်ဆိုတော့အင်ဂျူရီနဲ့ပတ်သက်ရင်အာဆင်နယ်ကဒီအမြဲတမ်းလိုလိုကန်ဆိုးတယ်လို့ပြောရမယ်ဘာလို့လဲဆိုရင်ကျွန်တော်ယာယီစကလေးရဗျာတွေ့ကြည့်တို့ဒီခိုင်းဟာဘက်အင်ဂျူရီဖြစ်တယ်နောက်ပြီးတစ်ခါဒီ Nordian Forest ကိုတုံးခုကိုမရှိရနိုင်ခဲ့တဲ့ပွဲတွေမှာ Martin Odegaard တခါထပ်ပြီး injury ထပ်ဖြစ်တယ်။ Manchester City ကိုတစ်ဖက်တကူဒီကြားတည်ကြခဲ့တဲ့ပွဲစဉ်မှာ Nani Madueke ထပ်ပြီးတော့ injury ထပ်ဖြစ်တယ်။တခါဒီ Gabriel Martinelli injury ဖြစ်တယ်။ခပ်ပြီးခဲ့တဲ့ပွဲစဉ်တစ်ပွဲမှာဆိုရင် Bitter Yorkress အင်ဂျူရီကြောင့်ဒီဆန်နလန်နဲ့ပွဲစဉ်ရောဆလာဗီးယားပရာဟာနဲ့ချန်ပီယံလိပွဲစဉ်မှာရောလွှဲချော်ခဲ့ရတယ်။မနစ်ကလူသင်းတိုင်းတာဆိုသိကြတယ်ကျွန်တော်တို့အသင်းဒီနှစ်မှာဇယားထိတ်ကိုဥဆောင်မှုဆိုတာဘလို့မှကိုမဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့တပွဲကိုတယောက်နှုံးတယောက်နှုံးတယောက်နှုံးအင်ဂျူရီကရနေတာဇယားထိတ်ကိုဥဆောင်မှုဆိုတာဘလို့မှကိုမဖြစ်နိုင်ဘူး။စကွက်တက်တောင်တင်းနေလို့သာကျွန်တော်တို့အသင်းခံစားနေတာစကွက်တက်တောင်တင်းနေဆိုတာကလည်းအတချို့ကပြောကြတယ်အဲဒီကောင်နေစကွက်တက်တောင်တာပဲဒီလောက်ကတော့ဘာမှမဖြစ်ပါဘူးဆိုတာပြောနေကြပါပဲတကယ်တမ်းကဒီဂလာမဟောင်းနေနဲ့ ဒီဝယ်ထားတဲ့ကစားသမားတွေနဲ့ဟိုဖူးလိဖြစ်ပြည့်ပြီးတော့ပါဝင်ကစားခဲ့တဲ့ပွဲစဉ်ဆိုတာကျွန်တော်သိရင်ရှိ ਉ မရှိတာဆိုတော့မီကေအာတီတာရဲ့အာဆင်နယ်နေနဲ့ဒီအင်ဂျူရီနဲ့ပတ်သက်ရင်ကန်ဆိုးတယ်လို့ပြောရမှာပေါ့ပိုပြီးတော့ဟာဖြစ်စေတာကဂါဘီယားရဲ့အင်ဂျူရီပေါ့တခြားကစားသမားဆိုကျွန်တော်အဲ့လောက်ကြီးဒီဟာမဖြစ်ဘူးဂါဘီယားကတော့ဒီကျွန်တော်အသင်းမှာအရန်ကိုအားကိုအားထားတဲ့ခန်းစစ်ကစားသမားတယောက်ဖြစ်တယ်အထူးသဖြင့်သူ့ရဲ့ leadership ဘိုင်းတက်စာရင် ဒီစပ်ပီတိုင်းမှာရန်ကိုအားကိုးရတဲ့ကစားသမား तू စပ်ပီတွေမှာဆိုရင် तू ဂိုးသွင်းရင်တွေမသွင်းရင် तू तू အတင်းပေါ်တွေကိုဖန်တီးနိုင်တဲ့ဖန်တီးနိုင်စမ်းရှိတဲ့ ability အပြည့်ရှိတယ်ဒီလိုမျိုးကစားသမားကိုဆုံးရှုံးရတာကကျွန်တော်တို့အတင်းအတွက်အရန်ကိုနစ်နာတယ်လို့ပြောရမယ်ဆိုတော့ Mikel Arteta ရဲ့ Arsenal အနေနဲ့ဒီဒန်ရကစားသမားနေနဲ့ तू လာမဲ့ပွဲစဉ်တွေမှာဘလောက်ထိလုပ်ပြနိုင်မလဲဆိုတာကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဒီဆွေးနွေးမှုမှာဆိုရင်ကျွန်တော်ပွဲစဉ်6ပွဲလောက်ပဲအဓိကထားပြီးဆွေးနွေးမှုပြုလုပ်သွားပါမယ် အခုဒီလာမယ့် Super Sunday နေ့မှာဆိုရင်အာဆင်နယ်ကဒီမြောက်လန်နဲ့ဓာပြီးဒီတော်တင်ဟော့စပါနဲ့ကံဖို့ရှိတယ်ဒီဘွဲတင်ကတော့ညီမဆက်တော့ည7:00နာရီမှာကံမှာဖြစ်ပါတယ်ဒါဘာပဲပြောပြောအာဆင်နယ်အိမ်ဝင်းမှာလည်းကန်ရမယ်ဒီခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဒီ Tottenham Hotspur ကိုတော်တော်များများအသာတိယူထားတာကိုတွေ့ရတယ်ဒါကြောင့်ဒီပွဲစဉ်ကကျွန်တော်တို့အတွက်ဟိုနိုင်ရဖို့ຢာကဒီနိုင်ရနိုင်ရဖို့ຢာကလည်းများတယ်ပေါ့ဗျာဒီဇမလာတရက်နေ့မှာဆိုရင်ကျွန်တော် Chelsea ကိုဝေးခွင့်သွားရောက်ရင်ဆိုင်ကစားရမယ် ချယ်ဆီကိုချယ်ဆီနဲ့ဒီတွေ့ရတဲ့ချိန်တိုင်းမှာအာဆင်နယ်နဲ့ခုနောက်ပိုင်းနေတွေမှာရုန်းကန်ရတယ်ပြီအထူးသဖြင့်ချယ်ဆီကတနည်းနဲ့တနည်းပိုကောင်းလာတဲ့အသင်းဖြစ်လာတယ်ဒါကြောင့်ကျွန်တော်တို့အတွက်ဒီပွဲကအမှတ်ရောက်နိုင်တဲ့ပွဲစဉ်ဖြစ်လာနိုင်တယ်နောက်တစ်ပွဲကဒီအာဆင်နယ်ဒီအာဆင်နယ်ကဒီအမရိတ်ကွင်းမှာဘရန့်ဖို့ကိုအိမ်ကွင်းမှာအဲ့ခံကစားမှာဒီပွဲကတော့ကျွန်တော်တို့အတွက်နိုင်ဖို့ရာရာခိုင်နှုန်းများတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကဒီသမလာ6ရက်နေ့ဒီအက်စတွန်ပီလာနဲ့အဝေးကွင်းပွဲစဉ်ဒီပွဲစဉ်ကအာဆင်နယ်အတွက်တကယ်ကိုခက်ခဲတဲ့ပွဲစဉ်ပဲဘာလို့လဲဆိုတော့နီးဖြာ ်ဦးနိုင်အမရိကအာဆင်နယ်နဲ့တွေ့ရင်သူတခုခုလုတ်ပြတယ်တယ်ဒါဟုတ်အာဆင်နယ်ပရိသတ်တွေလည်းတည်တယ်ဒီဦးနိုင်အမရိကတခြားသင်းတွေနဲ့ဒါသူရလက်ဆိုရင်ဆိုးမှာဗျာအာဆင်နယ်နဲ့တွေ့ရင်သူတခုခုအမြဲတမ်းလုတ်ပြနိုင်တယ်ဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်တို့သတိထားကစားဖို့ရှိနေပါတယ် ဒီဒီသမလား၁၄ရက်နေ့မှာဆိုကျွန်တော်တို့ဝူဘာဟန်တန်ကိုအိမ်ခွင်းမှာအဲ့ခံစားရမှာဒီပွဲကတော့ကျွန်တော်တို့အေးအေးဆေးနိုင်မယ်သမလား၂၁ရက်နေ့မှာဆိုရင်အေဗာဒန်ကိုအဝေးခွင်းမှာတွားရောက်ရင်ဆိုင်မယ်ဒီပွဲကလည်းအာဆင်နယ်အတွက်တကယ်ကိုခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဘာလို့လဲဆိုတော့အေဗာဒန်ကွင်းမှာအာဆင်နယ်အနေနဲ့ဟိုပေါ်ဖော်မန်ကောင်းပြတာပြီးတော့နိုင်ပွဲဒီရယူခဲ့တယ်ဆိုတာခရှားရှားရယ်နိုင်တောင်မှပေါ်ဖော်မန်ကောင်းမပြတာနိုင်ဘူးဒါကြောင့်ဒီပွဲကလည်းအာဆင်နယ်အတွက်ခက်ခဲနိုင်တယ်ဆိုတော့ဒီပွဲစဉ်၆ပွဲမှာဆိုရင်အာဆင်နယ်ဒီနိုင်ဖို့ရကင်လို့များတဲ့ပွဲကဒီတော်ဒန်ဟော့စပါနဲ့အိမ်ဝင်ပွဲစဉ်ရှိမယ်ဘရက်ဖို့နဲ့ ဒီအမရိတ်မှာဂမ်းမဲ့အိမ်ဝင်ပွဲတင်ရှိမယ်ပြီးရင်ဒီဝူဘာဟန်တန်ကိုအမရိတ်မှာအဲ့ခံကစားမဲ့ပွဲတင်ရှိမယ်ဒီဒီလောက်ပဲဗျ channel ပွဲတင်တွေအားဆိုင်နေနိုင်ဖို့အတွက်ဟိုကျွန်တော်လုံးဝဟိုနိုင်မယ်လို့မပြောနိုင်ဘူးဘာလို့ဆိုတော့ channel ပွဲတင်ရတဲ့နိုင်ရကျွန်တော်တို့အတွက်အရန်ကိုခက်ခဲတဲ့ပွဲတင်တွေပွဲတင်တွေဖြစ်တယ်ဒီပိုပြီးဆိုတာကဒီခုနှစ်ရက်အတွင်းမှာအာဆင်နယ်ကသုံးပွဲကံရမယ်ဘယ်ပွဲတင်လဲဆိုချယ်ဆီချယ်ဆီပွဲရယ်ဘရန့်ဖို့ပွဲရယ်အက်စတွန်ဗီလာပွဲရယ်ဒီပွဲတင်တွေကတပတ်အတွင်းကိုကျွန်တော် သုံးပွဲကံရမယ့်အနေအထားမျိုးပွဲချက်တွေစတိုက်ရင်ဆိုင်ရမယ်။ဒါကြောင့် MK Arteta ရဲ့အာဆင်နယ်အနေနဲ့ဒီပွဲစဉ်ထဲမှာဘယ်နှမလောက်ထိရနိုင်မလဲ။ပြီးတော့ရောဒီပွဲစဉ်ထဲမှာအာဆင်နယ်အနေနဲ့ဘယ်လောက်ထိလုပ်ပြနိုင်မလဲ။ဒီပွဲစဉ်နေလာအာဆင်နယ်အေးအေးဆေးဆေးကြော်ဖြတ်နိုင်မယ်ဆိုရင် title race ကဘာလဲပြောကျွန်တော်သိရပို့ပြီးတော့ဒီတက်ပို့ပြီးတော့အေးမန်းစားတဲ့အတင်းဖြစ်လာနိုင်တယ်။ဘလို့မြင်ကြလဲ။မှတ်ချက်ရေးပြီးသွားကြပါအောင်။ဗီဒီယိုလေးကိုဆုံးနေကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။